ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ဖတ်ပြပေးခြင်းတဲ့ဝတ္ထုလေးကတော့ဇာတ်ဆရာကြီးချွေဦးတောင်းရေးသားထားတဲ့ယရနာဘုံလို့မြည်ရတဲ့အခန်းဆက်ဝတ္ထုလေးရဲ့အပိုင်း30ဖြစ်ပါတယ်ခင်ဗျာနားတော်တာဆင်ပေးကြပါအောင်ခင်ဗျာယရနာဘုံအပိုင်30ခင်စိန်ကြီးဒီမိမိအိမ်တို့ပြန်ရောက်စအခါ၌ဒါသမီးတို့နှင့်တွေ့ရသည့်တစ်ချောင်း မိမိတဉ္ဉံမမရှိသည့်အပြင်မောင်တက်ညုံ၏လက်မှလွတ်၍စိတ်ချရပေမည်ဟုအောင်မိသည်ကတကြောင်းလိုကြောင်းစေနှလုံးချမ်းသာလျက်ရှိလေ၏တို့ရရင်ညအနေငယ်လုံး၍နေသားချလျက်ရှိလာလျင်ရှေးခါကျမ်းမာစဉ်ကကဲ့သို့ထကြွလှူရှားသွာလာလိုသောစိတ်လည်းမရှိလူပြည်၌ချစ်ခင်လောက်တော်သူအလုံးတို့သည်ယုတ်တရက်တေပြောက်၍သွားသည်ဖြင့်ဂယုဆိုင်လောက်တော်သူဟု၍တစုံတယောက်မြတ်မရှိပြီတကယ်သို့ပြင်းကြီးအားငယ်လျက်အလုံးမပြည့်သောစိတ်တော်ရှိလေ၏ ဤသို့ရှိစဉ်အခါမောင်တန်ညုံ၏အကြောင်းကိုမိမိစိတ်မှစူးစမ်းအားထုတ်၍နှင်ထုတ်ပါတော့လေမထွက်ပဲရှိရကမိမိဤကိုကိုမိမိအပြစ်တင်၍စိတ်ဆိုးလျက်ရှိလေ၏ညခါနိုင်မူကစိတ်ကိုအဆိုးရသည့်အခါမဟုတ်သောကြောင့်အိမ်မက်မက်အတိုင်းမောင်တန်ညုံ၏အကြောင်းကြီးသာလျှင်မမြင်မိလေ၏တခါတည်းရန် အိမ်မက်ရာမှလမ်းရွေနိုးလျင်အိမ်မက်ကိုစိတ်ဆိုး၍နောက်ထပ်လာပြန်မည်ကိုဆိုသောကြောင့်လင်ကိုနိုးပြီးလျင်တညလုံးစကားပြော၍နေလေ၏တနေ့တနေ့မောင်ထုံးမြတ်သည်ရုံးမှပြန်လာလျင်ခင်းစိန်ကြည်ထန်လာပြီးလျင် ဟောဒီမှာခင်းရဲ့ဧည့်သည်တယောက်လာလိမ့်မယ်အခန်းများပြင်ဆင်ပြီးရှိရမဟုတ်လားဟုပြောလျင်ပြင်တာမကြပါဘူးဘယ်သူလာမလို့လဲမောင်တက်ညွန့်ဘယ်သူဟုထိတ်လန့်အံ့ဩသောမျက်နှာနဲ့ထပ်၍မေးလျင် မောင်တက်ညွန့်လေးဒီကနေ့ပဲစာရတယ်ကိစ္စလေးတခုရှိလို့တဲ့သူ့မိတ်ဆွေများလည်းတွေ့ရင်တဲ့သူကျေစုလည်းရှိပါပြီတဲ့မိတိလာတော့ကခင်ကိုစောင့်ရှောက်ပေးတဲ့အတွက်အပေါင်းကြီးကျေစုတင်မှုကောင်းနေမဟုတ်လားခင်ရဲ့ခင်စိန်ကြီးဒီမောင်တက်ညွန့်လာမိအကြောင်းကိုကြားလျင်ကြားခြင်းရုတ်တရက်ဝမ်းမြောက်တော်စိတ်ဖြစ်၍သွားလေ၏ တိုးတော်လေးတတိယသည်နှင့်စိတ်ကိုသိမ့်ချီ၍မောင်တန်းညွန့်သည်မိမိတို့နှင့်အတူလာရောက်နေထိုင်ရန်အလျင်းမတော်တင့်ချေဟုအောက်မေ့မိပြီးမိမိလင်အား၎င်းလူကိုလက်တင်မခံရန်မိတို့ပြောရပါမည်နည်းဟုကြံစီရှာလိမ့်၏တိုးတော်လေးပြောရန်ကြောင်းရှာ၍မတွေ့နိုင်မရှိရာ မောင်ထွန်းမြတ်သည် ခင်စိန်ကြီး၏မျက်နှာကိုမြင်သဖြင့်ကြာမယ်လည်းမဟုတ်ပါဘူးခင်ရဲ့၄-၅ရက်လောက်ပါပဲထင်ပါရဲ့ဟုတ်ပါပြီဘာကိစ္စရှိလို့လဲတဲ့ ။သူ့ကိစ္စတော့ဘယ်တိမလဲ။စားထဲမှာလည်းမပါဘူး။ခင်ကမလာစေချင်ဘူးလား။ဟုတ်တယ်။ဘာပြုလို့လဲ။အိုးဘာမှမဖြစ်ပါဘူး။တီအိမ်မှာမတည့်စေချင်လို့ပေါ့။အခုမှတော့မတက်နိုင်ဘူးခင်ကြီး။မိချီလာတော့ကတော့ကိုကဖိတ်ခဲ့မိပါပဲ။ဒီလိုမှန်းသိရင်ဖိတ်မယ်မဟုတ်ပါဘူး။ဘယ်တော့ရောက်မလဲ။လက်ပြန်ရောက်နိုင်မယ်။ ောက်တနည်းနဲ့နဲ့၌ခင်စိန်ကြီးသည်အိမ်ပေါ်မှအိမ်ရောက်သူမစင်းမဲအိတ်ခမ်းထဲတွင်ထိုင်လျက်ရှိစဉ်ခင်မကြီးသည်အခန်းတွင်သို့ပြေးဝင်လာ၍မမေအိမ်အောက်မှာလူကြီးတယောက်လာတယ်လူကြီးကလေကျမကိုဖမ်းပြီးညှစ်တယ်မမေရဲ့ဒီလူကြီးကျမမုန်းပါတယ်သူကမမေနဲ့ဖေဖေကိုမေးနေတယ်တော်သမီးမင်းဖေဖေတော့ပြောလိုက်မိမိတို့ခေါင်းခိုက်လို့အောက်မစင်နိုင်ဘူးလို့မင်းဖေဖေပြောလိုက် မောင်ထွန်းမြတ်လည်းခင်မကြီးကပြော၍အိမ်အောက်သို့ဆင်းသွားပြီးလျင်မောင်တန်းညွန့်၏ပစ္စည်းများကိုအစီကန်းတို့ကယူသွားစေ၍မောင်တန်းညွန့်ကိုနေရာထိုင်ခင်းပေးပြီးလျင်ခေါင်းမွန်စွာအိတ်ခံလျက်ရှိလေ၏မောင်တန်းညွန့်လည်းကလေးသုံးယောက်ကိုမြင်၍တဲချောတဲ့ကလေးလေးတွေမျက်နှာလေးတွေကလည်းတဆင်တည်းလိုပဲဟုတ်တယ်အားလုံးတို့ပဲသူတို့မိမိတူကြတယ်သူတို့မိမိငငယ်ကလည်းဒီလိုပဲရွှေဘုံမာတို့ကအိမ်နေချင်းပါပဲ မောင်တန်ညုံလေထိုင်ရာမှထား၍ခင်မကြီးကိုဖမ်းပြီးလျင်ကဲဒီတခါတော့မေ့ပြီခုရင်ကဘာပြုလို့ထွက်ပြေးရတယ်လဲဟုမေးရကျမထွက်ပြေးတာမဟုတ်ပါဘူးမိမိနဲ့ဖေဖေကိုတွားပြောတာပါ ပြောပြရုံးနေလျင်ပေါင်တက်ညွန်လေကလေးကိုမလို့ဖဲရှိရခင်မကြီးလေကျမကိုဒီလိုဖက်ထားတာမကြိုက်ပါဘူးဟုပြောရင်မိုးလေဤပေါင်တက်ညွန်လေဂျေမောလေးရဲ့ตาရွေ့ပင်မြဲအောင်ဖက်ထားလေလျင်ပေါင်ထွန်းမြက်လေထိုင်ရမထား၍ကလေးကိုယူပြီးလျင်မိမိဒူးပေါ်တွင်တင်ထားရခင်မကြီးသည်ဖခင်ဤလေပင်ကိုဖဲ၍ဖေဖေဒီလိုကြီးကျမကြောက်ပါလေနောက်တစ်ခါကျမကိုမချိပါစေနဲ့ဖေဖေရဲ့သူ့မျက်နှာထားကျမမကြိုက်ပါဘူးဟုနာနာတို့ကပ်၍တီတိုပြောလေ၏ မောင်ထုံးမြက်လည်းခင်မကြီးကိုဖတ်ထားပြီးလျင်ကိုတဲ့ညုံကကလေးများနဲ့မနေဘူးဘူးမှတ်တယ်။သူတို့ကအင်မတန်တိတ်တတ်တယ်။တဲပွေတဲ့ဟာကလေးတွေပဲကျွန်တော်ဖြင့်ရှုပ်တယ်အောင်းမိတာပဲကလေးတွေမင်မေရောမမြင်ပါကလားခင်စင်ကြီးကဒီကနေ့မနေ့ခေါင်းကိုက်လို့အိမ်မော်ကမစင်းမရကြင်နေတဲ့ နောက်တနေ့ညနေ9ဝန်တော့ကတော့ဒေါ်အေးမြနှင့်တမီမိမိရီတို့သည်ဘောင်ထွန်းမြအိမ်တို့လမ်းလျှောက်လာကြ၍ဝင်းပေါသူဝင်မိလျင်ဘောင်ထွန်းမြလင်မယားနှင့်မကြမ်းဘုံတို့သည်ဝင်းအနီးထိုင်ကုန်တစ်ခုပေါ်၌ထိုင်လျက်နေကြသည်နှင့်တွေ့လျင်ခင်စိန်ကြီးကအလိုဒေါ်တော်တို့လားဘဲကမျက်စိလဲလာကြတယ်စားတောက်ပြီးခဲ့ကြပြီလားကျမတို့လည်းခုပဲပြီးတယ်လက်ဖိတ်တောက်ပြီးမှပြန်ရလိမ့်မယ်နော်ဟုပြောလျင်ဝင်းနောက်ကတော်ကြီးက ဒုက္ခမရှာပါနဲ့ဒူမကြီးရေဒေါ်တော်တို့ပြီးခဲ့ပါပြီဟုပြောရပြီးခဲ့ရင်ကောနောက်ထပ်မတော့ရဘူးလားဒေါ်တော်ရဲ့ဒေါ်တော်ကအင်မတန်လက်ဖက်ကြီးပါတယ်စသဖြင့်ပြောဆိုနေကြစေတွင်ပေါင်တက်ညွန်သည်ခင်ပေါင်ကြီးကိုလက်ဆွဲ၍မနီမဝေးတွင်ရက်လျက်ဘဲကဟာဒီပါလေတာအမိနဲ့တူတယ်မင်းကလေးကတဲနေပါကလားသွားကြည့်အောင်မတော်မယ်ဟုအောင်းမိ၍အနီးသို့ချင်းလေ၏ ဒုက္ခအမောင်ထွန်းမြတ်ကရန်ကုန်ကကျွန်တော်တို့မိတ်ဆွေကိုတက်ညွန့်မယ်ဟုဝန်ထောက်ကတော်ကြီးအားပြောပြီးလျင်မောင်တက်ညွန့်ဘက်သို့တပန်လှဲကကျွန်တော်တို့တော်တော်ရာဇဝဲဝန်ထောက်ကတော်သားမိပါပဲကျွန်တော်တို့မိခင်မရှိတဲ့နောက်ဒီကတော်တော်ကမိခင်ကိုစားပါပဲဟုမောင်တက်ညွန့်အားပြောလေ၏၎င်းနောက်အရရစကားများကိုတယောက်တကွန်ပြောဆိုကြပြီးနောက်မောင်တက်ညွန့်လည်းမိမိရည်ဤမျက်နှာကိုသဘောမကျသည်နှင့်ခင်မောင်ကြီးကိုခေါ်ပြီးလျင် ပြေးတန်းလိုက်တန်းကစားလျက်ရှိကြလေ၏ ခင်စင်ကြီးတမိယောက်မနှစ်ယောက်တို့လေဝင်းနောက်ကတော်ကြီးနဲ့စကားကောင်းရနေကြလိမ့်ရင်မောင်ထုတ်မြက်လေမိမိရီကိုပန်းပင်များပြားရင်တို့တော်ကဒီကနေ့ဘာဖြစ်ပြန်ပြီလဲမျက်နှာနေနေညိုးတယ်ထင်ပါတယ်။အော်မိမိကအိမ်မက်မက်ပြန်ပြီတဲ့ဒီအိမ်မက်မျိုးမမက်ထားအတော်ကြားသွားလို့တခါဖြင့်အေးပေပြီလို့အောင်းမေးမိတယ်။မနေ့ညကတခါမက်ရပြန်ပြီတဲ့မက်ပြန်မှဖြင့်နေမကောင်းရပြန်ဘူးမိမိရီကအိမ်မက်ကိုခွေးမဆိုင်ပါနဲ့လို့မပြောဘူးလား။ ။အော်ပြောပြီလားရှင်။ပြောပေမဲ့မေမေကအိမ်မက်မက်ပြီးတဲ့အခါကြာမှဖြင့်တိုင်ပြောရတယ်လို့ပဲ။ပြောလို့မရပါဘူး။ပြောပြန်မှဖြင့်မေမေမတတ်နိုင်ဘူးတမီးရဲ့တဲ့။အိမ်မက်ကိုမေမေကမက်အောင်လို့တာမဟုတ်ဘူးတဲ့။ဒီအိမ်မက်မျိုးမက်ရအောင်မောင်ကြီးအကြောင်းတော့မစဉ်းစားရပါဘူးတဲ့။ပြောလိုက်ရင်ပေါင်ထုံးမြက်လေးကလေးများပြစ်ထားသောဘောလုံးကလေးတစ်လုံးကိုလမ်းတွင်တွေ့၍ကောက်ယူပြီးလျင်မြောက်၍ကစားလျက်မောင်ဘချူစီကများဘာတည်းမှမကြားရဘူးလား မကြားရပါဘူးရှင်ဒီအတွက်မိမေကအပေါင်းကြီးစိတ်ပူနေတယ်အောင်မဲကိုထွန်းမြတ်ရဲ့မိမေအိမ်မက်ကအင်မတန်ထူးဆန်းနေဘာထူးဆန်းတယ်လဲထူးဆန်းတာကလားမောင်ကြီးလာတော့ကလीမောင်ကြီးကဥပဒါကိုသူမတက်ဘူးဘာထွန်းဆိုတဲ့အကောင်တက်တယ်လို့ကျမတို့ကိုပြောသွားတယ်မဟုတ်ဘူးလားမိမေကလည်းအိမ်မက်ထဲဥပဒါတက်တဲ့လူနဲ့တွေ့ရတယ်အဲ့ဒီလူကကျမတို့အိမ်လာလေတဲ့လူကလည်းလူကျော်ဝှေ့လူစားလို့တယ် ကျမတို့ကလည်းမမေ့မပြောဘဲနဲ့ဒီလိုမှတ်တာမထူဆန်းဘူးလားရှင်တကယ်ဆိုတော့လူတက်တဲ့လူဟာညဉ့်ညက်ဆုပ်ဆုပ်အယုတ်ဆိုးဆိုးဒီလိုသာစိတ်ကထင်တတ်တယ်မဟုတ်ဘူးလားရှင်အခုတော့မောင်ကြီးပြောတဲ့အတိုင်းကြိုက်လို့ဒါဖြင့်ဒီလူကိုမြင်ရရင်သိမှာပေါ့လေဒီလိုတော့မမှတ်မိဘူးတဲ့ပြီးတော့လည်းပဲမေမေကလက်အောင်တတ်တယ်ထင်တယ်လို့မောင်ကြီးကိုပြောတော့မောင်ကြီးကဘယ်နည်းနဲ့မှလက်အောင်မတတ်နိုင်ကြောင်ပြောတယ်မဟုတ်ဘူးလားမေမေအိမ်မက်ထဲမှာတော့တတ်တဲ့လူနဲ့လက်အောင်နဲ့တည်တယ် အဲ့ဒီလူကတော့လှအောင်ကိုခေါ်ပြီးတူတူကလေးတိုင်ပင်ကြတယ်အိမက်မက်တိုင်းမက်တိုင်းလှအောင်ကဖြင့်ပါလာကြည့်ပဲဒီဟာလေးတစ်ချက်ထူးဆန်းတယ်မဟုတ်ဘူးလားကျမလည်းအိမ်မက်ကိုအယုံကြည်မရှိတတ်ပါဘူး။သို့တော်မိမိအိမ်မက်ကတော့တဲခတ်တယ်။တီပထုံးဆိုတဲ့ကောင်ဟုပြောစေတွင်တစ်ပင်တစ်ပင်အောက်ရှိထိုင်းကုန်တစ်ခုပေါ်တွင်ထိုင်လျက်ကလေးကြာဖို့တစ်ခုကိုကြိုးစီ၍နေတော့မောင်တက်ညွန့်နှင့်ဘွားကနေတွေ့လေလျင် မိမိရည်သည်ထိတ်လန့်တုန်လှုပ်ပြီးမောင်ထွန်းမြတ်၏လက်မောင်းကိုဆွဲပြီးလျင်ပြန်လာကြရာစိတ်မချနိုင်သဖြင့်ကြားများသွားသလားရှင်ဟုမေးရာဒီလောက်မစိုးရင်ပါနဲ့မိမိရည်ရဲ့ကြားရင်ကိုဘာဖြစ်တယ်လဲပါထွန်းအကြောင်းပြောတာကပဲမောင်မချိုဘယ်မှာနေတယ်ဆိုတဲ့အကြောင်းပြောတာမှမဟုတ်ပဲမောင်တညုံကဧည့်တွေကပဲဒီအကြောင်းนี่သူဘာမှမသိပါဘူးစိတ်မပူပါနဲ့ဟုဂျင်နာတနာသောမျက်နှာထားဖြင့်မိမိရည်ကိုကြည့်လျက်ပြောရာ ခင်စိန်ကြီးဝင်းနောက်ကတော်ကြီးနှင့်မကျန်းဘုံတို့လည်းမနီမဝေးတွင် ရှိကြသည်ဖြစ်၍ခင်စိန်ကြီးသည် ပြောသည့်စကားကိုမကြားရတော့လေ။ဘောင်ထုတ်မြတ်၏မျက်နှာသားကိုမြင်လိုက်ရလျင်ညစွာစိတ်မကျန်းမသာဖြစ်၍၎င်းတို့နှုတ်သည်အေကံမုတ်ချအချင်းချက်ရှိကြပြီဖြစ်၍ခွေရသို့သွားပြီးလျင် စကားပြောကြသည်ဟုမထင်မိလေ၏။ ။မိမိရည်လေပူအိုက်သောရာသီဖြစ်၍ချုံလျက်ထားသောဘဝကိုနောက်သို့လျှော်ရှား၍ဘဝစတစ်ဖက်ကိုလက်ဖြင့်ကင်ပြီးလျင်မျက်နာကိုရက်ခက်လာရာအရွယ်ကောင်းစဉ်အခါကထက်ပင်အဆများစွာပူမူလှပ၍စိတ်တဘောသည်လေဒုက္ခတွေ့ကြုံရသည့်အတွေ့နူးညံ့ပျော်ပြောင်းနေသည့်အပြင်တနာချစ်ခင်မဲ့ကောင်းသောမျက်နှာထားလေးရှိပေ၏။အနည်းသို့ရောက်လာကြလျင်ဝင်းတောက်ကြီးကတော့ကမိမိဖြင့်ရှေးခြင်းမပြောင်းနိုင်မှုသမီးရဲ့ဘယ်နဲ့လို့မလဲ။ဒါတော့ငါတို့အပြန်လဲရှေးခြင်းပြောင်းနိုင်မယ်အောင်မေလို့ ယထာလည်းမမာခဲ့မိဘူးဟုပြောလျင်မောင်ထွန်းမြတ်ကလက်ဖေးတောက်ပြီးမှပြန်ရမယ်နော်တော်တော်ယထာတော့ကျွန်တော်မရှိပါဘူးမောင်များကိုကျွန်တော်လွတ်လိုက်ပါမယ်ဟုပြောလျင်တော်တော်တို့ကတက်တက်လာပြီးဒုက္ခပြီးနေတာပဲမကောင်းနိုင်ပါဘူးဟုဝန်ထောက်ကတော်ကြီးကပြောရာ မောင်ထွန်းမြတ်ကဟုတ်တယ်အင်မတန်အင်မတန်ဒုက္ခကြီးပါမောင်များလည်းမင်းရထခေါ်ရတာဝေးလွန်းလို့ခြေထောက်တောင်တူတော့မယ်တော်တော်ဖြင့်ဒီလိုကြီးပဲဘယ်နေရာဖြစ်ဖြစ်သူများအင်မတန်ညာတာကို တတော်သူကတော့ဒီလိုပါသူများစိတ်အေးအောင်အင်မတန်ပြောတဲ့ဆိုတဲ့လှုပ်တဲ့ကင်တက်တယ်ရှားပါပြီတဲ့တူကြီးရဲ့ဒီလိုလူမျိုးတော့ ။တဲပြီးတော်တော်ကကျွန်တော်စိတ်ကြည်ဝင်အောင်ပြောနေပြန်ပြီဟုရေမောပြောဆိုလျက်နေကြလေ၏။နေဝင်ပြီးအနေငယ်မောင်းလေးလျင်တစ်ဖက်ရေတောက်ချင်းကြပြီးဖြစ်၍အိမ်တွင်းသို့ဝင်သွားကြလျင်ပေါင်တက်ညုံလေပူအိုက်သည့်ယာတိဖြစ်သည့်ဖြင့်ပိုးဆက်အင်ကြီးကလေးကိုလက်ပင်၍အဖျားကြီးပြီးရှစ်တလုံးသို့ဝဲလျက်ရှိသောသပင်ကို ဖားရရှာလျက်ရက်တောင်ကလေးကိုကင်ပြီးလျင် ကလက်ထိုင်းပေါ်တွင် ထိုင်းနေရမှထလာရာမိမိကြီးလည်းငေး၍ကြည့်နေလေ၏။ ဇပွဲတွင်ဝိုင်းရီထိုင်လေးရဲ့လက်ဖက်ရည်တောင်းနေကြရာ အခြားသူတို့သည် ရေမောစရာတို့ကိုပြောဆိုနေကြလျင်မိမိကြီးမှာ စကားတခွန်းအများလေးမပြောမောင်တဲ့ညွန့်ကရေဝဲကောင်းသောဘုံတို့ပတ်စကလေးများကိုပြောတော့အခါနားရင်လေရေမောခြင်းမရှိပဲမောင်တဲ့ညွန့်ကသာစိုက်၍ကြည်နေလေ၏ ။လက်ဖက်ရည်တောက်ပြီးကြာလျင်မိမိရည်ဒီအခြားသူမမြင်အောင်မောင်ထွန်းမြတ်ကိုလက်တို့၍အပြင်ခဏလောက်လက်ခေဆမ်းပါရှင်ဟုပြော၍အိမ်မြင်တို့ထွက်သွားလျင်မောင်ထွန်းမြတ်လည်းထွက်လိုက်သွားလေ၏။ခင်စင်ကြီးမှာအခြားသူတို့နဲ့စကားပြော၍နေတော့လေမိမိကြီးကိုခယူးဆိုင်၍စောင်းမြောင်းကြည့်နေသည် ဖြစ်သောကြောင့်မိမိကြီးကလက်တို့၍ခေါ်သည်ကိုမြင်လိုက်ရသဖြင့်ပြင်းမောက်တစ်ခုတို့သွားပြေးလျင်ချောင်းမြောင်းကြည့်ရှုလျက်နေလေ၏ ခေစိန်ကြီးသည်ပေါင်ထုံးမြတ်နှင့်အကြောင်းပါသည့်နေမှဆ၍ဤမြလောက်စိတ်နှလုံးမချမ်းမသာမဖြစ်ရချဘူးကုန်မိမိကြီးလည်းအိမ်မြင်သို့ရောက်လျင်ဝင်းတောင်ဤသို့သွား၍အိမ်ဘက်သို့လဲကြည့်ရာလလဲသားသည်နှင့်ခင်စိန်ကြီးသည်ပေါင်ထုံးမြတ်နှင့်မိမိကြီးတို့စကားပြောနေကြသည်ကိုမြင်ရလေ၏ကျမတို့ကဒီအိမ်လာပြီးကိုထုံးမြတ်တို့ကိုအင်မတန်ဒုက္ခပေးနေတာပဲကျမလည်းမပြောသေးဘူးလို့နေတာမနေနိုင်ဘူးရှင်ဘယ်ကဒုက္ခပေးရမလဲဘာပြောရှင်လို့လဲ ကိုတဲ့ညုံဆိုတဲ့လူကသဘင်မကောင်းဘူးလားရှင်ဟုမေးလျင်မောင်ထွတ်မြတ်သည်မိမိအားဤเจ้าကိုပြောရင်အိမ်မြင်တို့ခေါ်လာသည်ဟုလွန်စွာအံ့ဩလျက်မိမိကြီးကိုယူပြီးထင်၍သဘင်ကောင်းရင်ဘာဖြစ်တလဲဟုခန့်ငေါငေါနှင့်မေးလိုက်ရာအသားလဲဖြူတယ်ဖြူရင်ဟောဘာဖြစ်တလဲရုပ်လဲချောတယ်မိမိဒီကနေ့ညဘာဖြစ်တလဲရန်ကုန်သားဆိုဘာဖြစ်တလဲဒါလက်မလေးစိန်လေးစုကြည့်ဝတ်ထားတယ်မဟုတ်လားဟုပြောလျင်မောင်ထွန်းမြတ်ဒီမိမိပြောဒီကိုရိပ်မိ၍အနေငယ်စဉ်းစားပြီးလျင် အင်းမိမိကြီးအခုပြောမှသတိရတယ်။ဘောင်ဘချိုပြောတဲ့လူပုံနဲ့တော့ကြိုက်တာပဲ။သို့တော်မဟုတ်နိုင်ပါဘူးမိမိကြီးရဲ့ဟုတ်ပုံမရပါဘူး။ ဒါတော့ကျမလေးမပြောရဘူးလေတူလူပြောရတာပဲညနေကတခါမြင်တော့တတိမရပါဘူးကုတင်ကားမှသပင်ဖားရချနေတာမြင်တော့ ပြုံးကနေသွားပြီးတတိရတာနဲ့ကျမအဖြစ်လက်ဖက်ရည်တောင်ဖြောင်းအောင်မတောက်နိုင်ဘူးဟုတ်တယ်မဟုတ်ဘူးအသေးစားသိရအောင်ဘယ်နဲ့လုပ်မလဲအင်းဟုတ်တယ်ဒါဖြင့်မောင်မချူကို၄၅၀ရက်အတွင်းတီးရောက်အောင်ခေါ်မှနေရာကြမယ်သူ့ဘယ်မှာနေတယ်လေကျမလည်းမသိဘူးသူ့စီကစာမရတာကြားလာပြီး အဲ့ဒါကခက်တယ်။ဒါဖြင့်မောင်တဲ့ညုံကိုနည်းနည်းတိောက်ကြည့်ရမှာပဲ။အတေချာတော့မောင်ဘချိုးမှာပဲတိနိုင်မယ်။သူဒီမှာပဲနေရကြမယ်တဲ့လေ။ ဆယ်ရက်လောက်ကြာလိမ့်မယ်ပြောတယ်။ဒီအတွင်းအမြမောင်ကြီးလာရင်တော့အင်တန်နေရာကြမှာပဲနော်ဟုပြော၍အိမ်မက်သူလျှောက်လာကြရာမောင်ထွန်းမြတ်ကဟုတ်တယ်သူဒီမှာရှိတဲ့အခိုက်ထောက်လန်းစုံစမ်းဟုပြောစေတွင်မောင်တက်ညွန်လေရတောင်ကလေးနေလေညင်းခံရင်လမ်းလျှောက်နေသည်နှင့်ချုပ်တည့်ရဲ့တွေ့ဆုံကြလျင်မောင်တက်ညွန်ကအကျွမ်းတဝင်နှုတ်ဆက်၍အတူလိုက်မိကဲ့သို့ပြုလေလျင်မောင်ထွန်းမြတ်ကလက်ပြ၍ ကျွန်တော်အခုပဲလာခဲ့ပါမယ်။သွားနေမှာဟုပြောတော့ကြောင်းမောင်တက်ညွန့်လေအိမ်တွင်းသို့ဝင်နေလေ၏။အိမ်တွင်းသို့ရောက်လျင်ပြင်းမောက်အနည်းတွင်ရပ်၍ချောင်းမြောင်းချင်းနေသော ခင်စိန်ကြီးနှင့်တွေ့ရာမောင်တက်ညွန့်ကမိမိကြီးဆိုတာပဲသူလေ။သူတို့နှစ်ယောက်အင်မတန်နေရာကြတယ်မှတ်တယ်။ဒီကနေ့ညနေကြီးပဲနှကရှိပြီးတွေ့တာဟုပြောလျင်ဘာပြောလဲရှင်ကဟုခင်စိန်ကြီးကခက်မမမေးလိုက်လျင်စိတ်ရှိပါနဲ့ဗျာတွေ့တဲ့အကြောင်းပြောတာပါ။ မောင်တန်ညွန်သည်မောင်ထွန်းမြတ်အိမ်တွင်ဧည့်သည်အဖြစ်နှင့်ခုနှစ်ရက်ခန့်နေထိုင်လျက်ရှိရာခင်စိန်ကြီးသည်မိမိ၏လင်းအတွက် တနေ့ထက်တနေ့စိတ်မချမ်းသာပဲရှိလေ၏ အောင်တညွန်လည်းအခြားသူသွားရင်ကိစ္စမရှိ၍အိမ်တွင်နေသည့်အခါ၌ပေါင်ထွတ်မြက်ကိုမိမိရည်နှင့်ထင်အောင်ထင်မှားဖြစ်စေရန်စ조사အထုတ်၍ပြောဆိုလေ၏ခင်စိန်ကြီးမှာပေါင်တညွန်ပြောသည်ကိုယုံကြည်ခြင်းမရှိတော့လေမိမိမျက်စိနှင့်မြင်ရသည့်အချိန်ပေါင်းလေများလာသည်နှင့်အထင်လွဲလျက်ရှိရသည့်အတွင်ပေါင်တညွန်ကထပ်၍ပြောပြန်လျင်သတိပေးပြီးတကယ်သို့ရှိလေ၏ ၎င်းနေ၌လေဂင်းစိန်ကြီးသည်ရိုးတိုက်မှဝေယံတစ်ခုရှိ၍မြင့်ရထားနှင့်ဤဤတို့၏အိမ်ခြေမှဖြတ်၍သွားလေလျင်မိမိဤနှင့်မောင်ထွန်းမြတ်တို့သည်ဝင်းပေါင်ဤထိုင်ကုန်တစ်ခုပေါ်တွင်ထိုင်၍စကားပြောလျက်ရှိနေကြရာအရေးကြီးသည့်စကားဖြစ်သောကြောင့်မြင့်ရထားကိုလည်း၍မကြည့်နိုင်ပေရှိရကဂင်းစိန်ကြီးကတဲ့စကားကောင်းနေကြပါကလားဟုအောင်းမေးမိလေ၏ဝေယံရှိသည်များကိုဝေပြီး၍ပြန်လာသောအခါ၌လေမောင်ထွန်းမြတ်တို့သည်၎င်းနေရာ၌ပင်ထိုင်လျက်ရှိနေသည်ဒီကိုခင်းစိန်ကြီးမြင်မြန်လျင် ်မိမိလင်အပေါ်၌ညစွာစိတ်ဆူ၍အန်ကျိတ်လျက်အိမ်သို့ပြန်လာခဲ့ရလေ၏နောက်တနေ့နဲ့နဲ့၌ဝင်တော့ကြီးတို့တားမိတားဖ၃ယောက်တို့သည်ဓမင်းဘွဲတွင်ထိုင်လျက်ရှိကြစဉ်စားဖို့ကလားသည် အိမ်တွင်သို့ဝင်လာသောအခါမိမိရည်သည်ဓမင်းဘွဲမှထား၍အိမ်မြင်သို့ထွက်သွားရာစားရဆောင်ထဲမှမမပြော၍စားရဆောင်ကိုပြေးသွားလေ၏ မိမိကြီးလည်းစာကိုယူ၍တမင်းပွဲသို့ထိုင်မိလျင်မင်းတောက်ကြီးကဘဲကစာလေးဟူမေးရာမမစီကစာပါဖေဖေရဲ့ဒါဖြင့်ဖက်လီဘာကြောင်းလဲဟုတ်ကဲ့ဖက်ပါမယ်ဖေဖေရဲ့ဟုပြော၍စာကိုဖွင့်လေလျင်ချက်ကူကောက်ကလေးတစ်ခုသည် စာအိတ်တွင်မှကျသွားလေ၏ဝန်ထောက်ကြီးမှဟင်းခွက်ကိုငုံ၍နိုင်နေခြင်းဖြစ်၍ကျသွားသည်ကိုမမြင်လိုက်ပဲရှိရာဝန်ထောက်ကတော်ကြီးကဟဲ့ တမိဘာလဲကြာသွားပါကလားဟုပြောလျင်မိမိရည်သည်ကြာသွားသောဆက်ကူကကလေးကိုလက်ဖြင့်ကောက်ယူ၍ဝတ်ထားလေ၏ဝင်းနောက်ကတော်ကြီးလည်းမကြသေးဟုအောင်းမေ၍ဟဲ့ဘာလဲမသိဘူးကြာသွားတယ်ကြည်ပါအောင်ဟုထပ်၍ပြောလျင်မိမိရည်သည်အပြောရခက်သဖြင့်မိခင်အားကြီး၍နေစဉ်ဝင်းတောက်ကြီးကဟဲ့ကောင်မကလေးနင့်မိမိပြောတာမကြားဘူးလား ။ဘာမှမကြပါဘူးဖေဖေရဲ့ဟုပြော၍ထိုင်ရမှထား၍အဝိတ်ကိုခါပြပြီးလျင်မိခင်ကိုစိုက်၍ကြည်ရာဝင်နောက်ကတော်ကြီးလည်းရိတ်မိသဖြင့်ထက်၍မပြောဘဲတိတ်ဆိတ်နေလေ၏။မိမိကြီးလည်းအမမိမိကြည်ထံမှစာကိုဖတ်ပြီးလျင်စပွဲပေါ်တွင်ချထားရာဝင်နောက်ကြီးလည်းစာကိုကောက်ယူ၍ဖတ်ကြည့်ပြီးလျင်ဘာမှအထုမပါပါပဲကလား။သူကလေးအင်းကြီးတိုးနေတာများစားတဲ့ထည့်ရည်လို့ဘယ်သူကသိချင်အောင်မလဲမိမိကြီးစိတ်နံယူခဲ့စမ်းဟုပြော၍ထားလေ၏ ဝင်နောက်ကတော့ခုထင်ကကြာသွားတာဘာလဲသမီးရဲ့မမြင်မြင်လိုက်ပါလေဟုတ်ပါတယ်မမေရဲ့ကြပါတယ်ဖေဖေကဘာဖြစ်ဖြစ်အင်မတန်တိကျင်တက်လွန်းလို့မမကသူများမသိစေခြင်းနဲ့အကြောင်းရေးချင်ရင်စက်ကူငယ်ကလေးနဲ့တခြားရေးပြီးထည့်တတ်တယ်ဒီတကားဘာများပါမလဲမသိဘူးတမီးကဘဲနဲ့ပြောတယ်တမီးစာကိုဖေဖေမကြည့်ကောင်းဘူးအောက်မေ့သလားမဟုတ်ပါဘူးမမေရဲ့ဖေဖေကတိတတ်တဲ့ဖေဖေဖြင့် ညီမညီရဲတဲ့စားဆိုတာတခါတလေတောက်တိတောက်တက်တွေပါလို့ဖေဖေကြည့်လို့မတော်ပြီဘူးဆိုတာတိတက်ဖို့ကောင်းပါတယ်ဟုပြော၍စက်ကူကောက်ကလေးကိုဖြေဖက်ရာပြီးလျင်ပြီးချင်းစက်ကူကိုလက်ဖြင့်ခြေလိုက်ပြီးမှမောင်ကြီးအကြောင်းမြင်မေရဲ့ကန်ကောင်းလို့ဖေဖေမမြင်မိတာကျေးဇူးညီမမြင်များဖြင့်ပြောစမ်းပါဦးဓမီရဲ့မိမိကြားကျင်လာပါပြီငါသားအကြောင်းပါများပါတယ်ပြောစမ်းပါဦး ယခုရွှေလာတာရင် မောင်ကြီးဒီကိုလာလိမ့်မယ်လို့စာရတဲ့ကျမကစိတ်မန်းမင်အောင်ကိုညာတိုင်းလန့်ကြည့်ရမလဲဟုပြောလိုက်ရင် ကောင်းပါလေရတော့မောင်မင်းကြီးသားငါကလေးငါသားကလေးမမြင်ရတာကြာလာပြီဒီတစ်ခါလာရင်ဖြင့်ဝတ်အောင်ကြည့်လိုက်ရအောင်မယ်ဒီကနေ့လာစမ်း6ရက်ရှိပြီရွှေလာတာရင်လာမယ်ဆိုတော့၄5ရက်အတော်တွင်ကြာတာပေါ့ကောင်းပါလေရတော့စာရွက်ကလေးဆုပ်ပြစ်လိုက်ပါသမီးရေမထားပါနဲ့ကိုထွန်းမြပြရအောင်မယ်မမေရဲ့ပြပြီးတော့ဆုပ်ပြစ်ပါမယ် ။ဒါဖြင့်မောင်ထွန်းမြတ်ကိုဒီကနေ့ပြပြအောင်ပြပါသမီးရဲ့။ပြပြီးတော့ဆုပြေဖို့မမေ့ပါနဲ့။မိမိကြီးလည်းမောင်ထွန်းမြတ်ကိုတွေ့ရန်အလုယုံတို့သွားရ။စေကြီးဥဒထုံးက အခုပဲယုံသွားတဲ့မမလေးရဲ့။ဒီကနေ့အမှုများလို့အပြန်ဒီကိုဝင်မဝင်မယ်လို့ပြောလိုက်လျင်မိမိကြီးဒီအိမ်တို့ပြန်လာခဲ့ရလေ။၎င်းနေညနေ၌မိမိရည်သည်ဝင်းပေါင်းမှရဲ၍မောင်ထွန်းမြတ်အပြံကိုဆောင်ဆိုင်လျက်ရှိရာမောင်ထွန်းမြတ်ကိုမမြင်ဘဲရှိလေလျင်မိခင်အား မိမိကိုထွတ်မြတ်ဒီလမ်းကမပြန်ဘူးကျမအိမ်သွားလိုက်ရမလားသွားလိုက်ပါသမီးရဲ့သူနဲ့တွေ့မှနေရာကြမယ်သူ့ကိုအချိုးချောင်းကုံအောင်ပြောပြီးဘယ်နဲ့လုံမလဲလို့မေးခဲ့ပါသမီးရဲ့သမင်းစားရွေးပြီးကြလင်ဝင်တော့ကြီးဒီဘလက်ကလက်ထိုင်းမော်ရင်ထိုင်းလေးရဲ့စီးတန်တောင်းနေရမိမိကြီးကဖေဖေဒီကနေ့ညအခုံဝင်မိအိမ်သွားအောင်မယ်ဆိုအဲ့ဒါနင့်အလုပ်လားကျမကဖေဖေမိနေသလားလို့ပါငါသွားเสียရှိတာငါမိပါမလားဒီကောင်မလေးကိုသူ့အတန်သူတဲချခြင်းနဲ့မှတ်တယ် ဝင်တောင်မင်းလေ6နာရီထိုး၍အိမ်ပေါ်မှဆင်းသွားလေလျင်မိမိရည်သည်အောင်ထွတ်မြတ်၏အိမ်သို့သွားလေ၏ဝင်းပေါက်တွင်မစောနှင့်တွေ့၍ကိုထွတ်မြတ်လာပြီလားဟိဟုမေးရာမလာသေးဘူးရှင်မဝင်ဘူးလားအမကြီးရဲ့မမလေးတော့ရှိတယ်ဟုပြောလင်မိမိရည်သည်သူတစ်ပါးနှင့်စကားမပြောလို့သည်ဖြစ်၍ပြန်မြည်ဟုလှဲ့သွားရာပေါင်ထွတ်မြတ်လာသည်နှင့်တွေ့လေ၏ ကင်းစင်ကြီးလည်းပြင်းပောက်အနည်းတွင်ထိုင်လျက်ရှိသဖြင့်မိမိရည်သည်ဝင်းပေါင်မှလဲ့ပြန်သွား၍မောင်ထွန်းမြတ်နှင့်တွေ့ပြီးလျင်ဆာရွက်ကလေးတစ်ရွက်ကိုဖြန့်၍ပြနေသည်ကိုမြင်ရလေ၏မဆောလေအိမ်နှင်းသို့ဝင်လာလျင်ဟဲ့ဟိုဟာမိမိရည်မဟုတ်လားဦးမေယာဟုတ်တယ်မမလေးဖျားလာပြီးမှကိုကိုမရှိဘူးပြောလိုက်လို့လဲ့ပြန်သွားပြီးဟိုနားမှာပဲကိုကိုနဲ့တွေ့နေကြတယ်ဟုပြောလျင်မောင်တက်ညွန့်သည်အနည်းတွင်ရှိသဖြင့်ခင်စင်ကြီးအား ကရုဏာအာကြီးသောမျက်နှာထားနှင့်ဟန်လုတ်ကဗတိမောက်ဘက်သို့လည်၍မောင်ထွတ်မြတ်တို့ကိုကြည့်နေပြန်၏မိမိကြီးကအခန့်တင်လိုက်တာရှင်ဒီကနေ့ကျမအလုယုံအောင်ရောက်သေးတယ်အခုလည်းမရောက်သေးဘူးဆိုတာနဲ့ပြန်တော့မယ်လို့တော့အခန့်တင်လိုက်တာတတင်းကောင်းကြားရတယ်ရှင် ။ဘာသင်းလဲဟုအမောင်ထွန်းမြတ်ကမေးလင်။မိမိရည်သည်မိမိကြည်ထမ်းမရသောစာရွက်ကလေးကိုထုတ်၍ပြလေ၏။မောင်ထွန်းမြတ်မိမိရည်တို့လည်းကောင်းချင်းဆိုင်၏အစာကိုဖတ်နေကြလေရင်ခင်စိန်ကြီးမောင်တက်ညွန့်နှင့်မကျန်းဘုံတို့သည်တရင်ပေါက်တစ်ခုစီမှကြည်လျက်နေကြကုန်၏။မိမိရည်ကမောင်ကြီးကံကောင်းလာပြီထင်နေရှင်။တနေ့ကပဲသူဒီမှာရှိလျင်နေရာကျမယ်အကြောင်းပြောနေကြတော့ဒီကနေ့ဒီစာရရတယ်။မောင်တက်ညွန့်ကိုမြင်စေရအောင်တော့ကိုထွန်းမြတ်ကကြံမပဲ။ သူဘယ်တော့ပြန်မဲတဲ့လဲတပတ်ခါပြန်မဲပြောတယ်ပြီးပါပြီရှင်ဒါဖြင့်ဒီအတွင်းမောင်ကြီးမလာလျင်ဘယ်နဲ့လို့ရပါမယ်ဒီကနေ့နဲ့ပြန်လာမလာလျင်မောင်တဲညွန့်ကိုတားလို့ရရင်တားရမှာပဲမိမိကြီးပြောတဲ့အတိုင်းမောင်ဘချိုကန်ကောင်းနေရင်ဖြင့်သူတို့နှစ်ယောက်စုံမိကြမှာပဲဒီစာရတဲ့အကြောင်းတော်တော်သိပြီလားမောင်ကြီးအကြောင်းပါမှမသိတာနဲ့စာကိုမမေ့ချင်မှဖွင့်ပြီလို့တိသွားပြီရှင်။မမေ့လေမစားနိုင်မတောင်းနိုင်ဖြစ်ပြီးမောင်ကြီးကြီးတမျောနေရတာပဲ ။ဘောင်ဘချူတဲလွဲတာကိုကိုမှကိုမတက်ဖဲနဲ့တက်တယ်လို့လှုပ်ပြီးတိမ့်ချောင်နေတာအင်မတန်လွဲတယ်။မောင်ကြီးမတက်တဲ့အကြောင်းကိုထွန်းမြတ်ကောင်းကောင်းယုံမိပေါ့လေ။ယုံပါတယ်ယုံပါတယ်။ဘထွန်းတာတွေ့ဖို့လိုတော့တာပဲ။ ။ဒါနဲ့မောင်တဲ့ညွန့်ကိုသူမြင်ဖို့ဘယ်နဲ့ကြံမလဲ။အခုမပြောနိုင်သေးဘူး။ကြံရအောင်မယ်။သူလာလာချင်းအကြောင်းကြလဲနော်။ကဲပြန်ပြေးအောင်နော်ဟုပြောပြီးလိမ့်မစကားတစ်ခုကြံသေး၍မိမိရင်းနဲ့အတူလိုက်သွားပြီးလျင်မောင်မချိုလာလို့ငွေများလိုတယ်ဆိုရင်မိမိရီတို့မှအခက်မတင်လျင်ပြောနော်။ ကျေးဇူးတင်လာပါတယ်ရှင်လိုလျင်ကျမပြောပါမယ်မောင်ထွန်းမြက်လေးပြာကြီးပြာရနဲ့အိမ်နှင်းတို့ဝင်လာ၍ကျွန်တော်အပုံကြီးနောက်ကျနေတယ်မှတ်တယ်ဟုပြော၍တမင်းစားရန်စောင့်ဆိုင်နေကြရသည့်အတွက်တောင်းပန်ပြောဆိုလေလျင်ကင်းစိန်ကြီးသည်မျက်နှာထားတင်းလျက်စကားတခွန်းမှမပြောဘဲနေသည်ကိုမောင်ထွန်းမြက်လေးမမြင်မိကုန်တမင်ပွဲတွင်မချမ်းပုံကမိမိကြီးကဘာတဲ့လဲဟုမေးလျင်အိုးကျွန်တော်နဲ့ကိစ္စတစ်ခုရှိလို့ပေါ့ဒီငါမြည် ဒီငါမိကိုမြည်ကြည်စံခင်မင်းတို့နှစ်ယောက်ဖတ်နေကြတာကဘာလဲစာနဲ့တူပါကလားဟုမကျမ်းမုံကထက်၍မေးပြန်လေမောင်ထွန်းမြတ်ကပြုံးရည်၍အမကြီးကဘာလို့ရှောက်မိနေတလဲမိန်းကလေးတယောက်ကသူ့ရည်စားကပြီးတဲ့စာကျွန်တော်ယုံလို့ပြလာရင်အမကြီးပြန်ပြောလို့ကောက်နိုင်ပါမလားဘာလို့တောက်တီးတောက်တဲ့ရှောက်ပြောနေတလဲကွမင်းကသူ့လာတာဘာကိစ္စလဲပြောစမ်းပါအခုတော်တော်မိမိကြီးကမင်းကိုခဏခဏတွေ့ကျင်ပါကလားဟု ပြန်ပြောလျင်မောင်ထွန်းမြတ်သည်အိမ်တွင်ရှိသောမျက်နှာနှင့်အမကြီးအားလမ်းကြည့်လိုက်ရာမချမ်းပုံလေရေးမိ၍အရင်ကအမှုပေါ်လာပြန်ပြီလားကွယ်ဟုမေးလေ၏အရင်ကအမှုဆိုသည်မှာမချမ်းပုံသည်မောင်မချိုဤအမှုအကြောင်းကိုဆိုလိုသည်ဖြစ်ရာခင်စိန်ကြည့်ပါမူမိမိဤနှင့်အရင်ကချစ်ကြိုက်ဖူးကြသည့်အကြောင်းကိုဆိုလိုသည်မှတ်ရှာ၏မောင်ထွန်းမြတ်လေအမကြီးကလည်းထမင်းဖြောင်ဖြောင်စားမှစားပါပြုတ်ကြရလေရှောက်မမေးပါနဲ့မိန်းကလေးကကိုယ့်ကိုယုံကြည်လို့ပြောတဲ့ဥစ္စာကိုကသူများပြောလို့ကောင်းနိုင်မလားမဟုတ်ဘူး လကိုတန်ညုံဟုမောင်တန်ညုံအားပြုံးရွေ၍မေးလိုက်လျင်မောင်တန်ညုံလည်းခင်းစင်ကြီးကိုကြည့်၍ပြုံးလေ၏မချမ်းပုံလေနောက်ထပ်ပြစကားတခွန်းအများမပြောဘဲထမင်းကိုယ်တန်ငုံ၍စားနေလေ၏၎င်းညအိယာဝင်တိုင်းခင်းစင်ကြီးကအခုတလုံးမိမိကြီးကဘာကိစ္စရှိလို့လဲရှင်းနဲ့ခဏခဏတိုင်ပင်ကြပါကလားမပြောကောင်းပါဘူးခင်ရေကိစ္စတခုရှိလို့ပေါ့ ဒီကိစ္စကကျမတို့သိရမယ့်ကိစ္စမဟုတ်ဘူးလားဟုမေးလျင်ပေါင်ထုံးမြတ်ဒီဖွင့်ပြပြောလိုက်လျင်ကောင်းပြီလို့ဟုအတန်ငယ်စဉ်းစားပြီးနောက်မတိချင်ပါနဲ့ခင်ရယ်ဝမ်းသာရမယ့်စကားမဟုတ်ပါဘူးမိမိရီတို့မှာမောင်ဘချူအချောင်းပါဟုပြောလျင်ခင်စိန်ကြီးဒီအနေငယ်များယုံကြည်ခြင်းမရှိပဲငါအဖွင့်ပြပြောလျင်ငါစိတ်ဆိုးမြီကိုသိ၍အမှန်ကိုမပြောပဲလက်ပတ်ပြောဆိုလီတော့ဒီဟုအောက်မြင်မိလေ၏ ။ပေါင်ချွတ်မျက်မှောက်မူမိမိမယားသည်မိမိအားတင်ကမကင်းဖြစ်၍နေသည့်အကြောင်းကိုမသိချသောကြောင့်ခင်းစိန်ကြီးကစိတ်စိတ်နေလျင်စိတ်ကျဉ်တတ်ပြီးဟုအောင်းမိလေ၏။နောက်တနေ့နဲ့နဲ့နိုင်မောင်ထွန်းမြတ်သည် အိမ်ပေါ်မှဆင်းလာ၍ဧကန်ခန်းတွင်မောင်တက်ညုံနှင့်တွေ့လျင်မောင်တက်ညုံက ျွန်တော်နဲ့ပြန်ပြန်ရတော့မယ်ကိုထွတ်မြတ်တို့အိမ်မှာယခုတက်ခုနေထိုင်ရတဲ့အတွက်အပုံကြီးကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ရန်ကုန်ကိုလည်းတာယောမယားယောတစ်ခါလောက်လာပြီးလေးစီချင်ပါသေးတယ်ဒီတော့မှကျွန်တော်ကကျေးဇူးဆက်တရင်ကျွတ်လာရုံးပေးလောက်များလာဖြစ်ရင်လာဖြစ်ပါလိမ့်မယ်။နှက်ပြန်ပြန်တော့မလို့လား။နေပါဦးဗျာ။အရေးကြီးတဲ့ကိစ္စမရှိရင်တောင်မြုံဝေးပြီးမှပြန်မာတော့ဗျာ။ကျွန်တော်တို့လည်းတအိမ်လုံးလိုက်ပို့ပါမယ်။ မရောက်ဘူးလို့တစ်ခေါက်လောက်တော့ရောက်ချင်ပါရဲ့ဗျာသူ့တို့ရက်ကလည်းတော်တော်ဝေးသေးလို့ကျွန်တော်အတွက်ဝန်တက်နေမှာအားနာစရာကောင်းလာပါတယ်ပွဲနီးမှာတစ်ခေါက်လာအောင်မယ်ဟုပြောလိမ့်ကျွန်တော်အိမ်မှာနေရတဲ့အတွက်တော့အာနာကြာမရှိပါဘူးဗျာဝင်လဲမလေးပါဘူးတောင်မြုံပွဲပြီးမှပြန်ပါဟုအတင်တားလေးလေးမောင်တက်ညွန့်ဒီပြန်လို့သောစိတ်မရှိတော့လေရက်စီရွေသားပြန်ရမည်ဖြစ်နေသည့်အတွင် မောင်ထွန်းမြတ်ကဓာလီလီပွဲပြီးမှပြန်တော့မည်ဟုဆက်လက်နေထိုင်လေးရရှိလေ၏ ။မောင်ထွန်းမြတ်လေးမောင်တက်ညွန်အားစိနေကန့်ကြော်လွန်သည့်အခါကမန္တလေးသို့မရောက်မလာရောက်ဘူးပါလို့ဟု တိခေါမင်းမြန်း တိခောက်မင်းမြတ်မိကျမ်းရာမိမိကျမ်းကိုရိပ်မိ၍ပြန်သွားမိကိုဆိုသောကြောင့်မောင်မချူလာသည်ကိုသာစောင့်ဆိုင်လျက်နေလေ၏။နည်းနယ်စွာစားပြီးကြလျင်မောင်တက်ညွန့်သည်မောင်ထွန်းမြတ်နှင့်အတူလမ်းလျှောက်၍ယုံနီးတို့ရောက်အောင်လိုက်သွားပြီးလျင်ပြန်လာရာအင်ယူကန်းတွင်ခင်းစင်ကြီးနှင့်တွေ့၍မိမိရည်သည်မောင်ထွန်းမြတ်ယုံသူအတော်လက်မှစားအောင်၍나이တို့ရဲ့ခန့်မြစကားပြောနေကြကြောင်းကိုပြောလေ၏။ ခင်စင်ကြီးလည်းမောင်တန်းညွန်စကားကိုကြား၍မောင်ထွန်းမြတ်နှင့်မိမိရေတို့အကြောင်းကိုစဉ်းစားတွေ့ဝေလျက်ရှိနေစဉ်အစီကံတယောက်သည်သားသောင်းကိုယူလာ၍ခင်စင်ကြီးအားပေးလေသည်၎င်းစာမှာနောက်စနေနေ့ည၌အခွန်ဝန်မင်းကမောင်ထွန်းမြတ်လင်မယားနှင့်မကျန်းဘုံတို့ကိုဖျားကိုးစုပူဇော်ရင်းညစာသမင်းသုံးဆောင်ရန်ဖိတ်ကြားသောစာဖြစ်လေသည် ခင်စိန်ကြီးသည်ပြန်စာရေးရန်စပွဲသို့သွားသောအခါမကျန်းပုံနှင့်တွေ့လျင်ဟောဒီမဲအခွန်ဝင်မင်းကထမင်းစားဖိတ်တဲ့စားဟုပြော၍ပြလျင်အမင်းတို့ရကတော်တို့သွားကြမလို့လားသွားမလို့မောင်တညွန့်ကိုဖဲနေလို့မလဲသူ့ဘာသာသူဘာလို့လို့သူနေရစ်မှာပေါ့အမကြီးကိုလိုက်မလားကျုပ်တို့မလိုက်ပါဘူးဒါဖြင့်နေရကြပြီမောင်တညွန့်နဲ့နေရစ်ကြပြီတော့သူ့ရေလို့လို့မလိုက်တာမဟုတ်ပါဘူးအမင်းတို့ရကတော်ကြီးအဖို့ပဲနေရမှာစိုးလို့ဝယ်ရပါဖြစ်တယ်လေကျမလည်းဝယ်ရအောင်ပါပဲ အဲ့လိုအခုဝေးဝေရအောင်မယ်လုံလုံလာကြည်လားလုံကြီးတွေအင်ကြီးတွေဗီဒီယိုကြီးနဲ့တလုံးမဲ့တော့ဝက်ပါလိရှိတဲ့ဟာတွေတော့မဝက်ဖဲနဲ့အစ်စ်ဝေရအောင်မယ်ပေါ့လေဘဲကဗီဒီယိုနဲ့တလုံးရှိလို့လေဝပီသားတွေကြီးရှိတာပဲအစ်စ်ဆိုလို့တထဲမှမရှိဘူးဟုပြော၍ပြန်စာရေးပြီးလျင်အစီကံပေါင်းများအပ်ပြီးမဆောအားဟဲ့မဆောခင်မကြီးအင်ကြီးအတန်းယူဖို့ဆက်ချုပ်တဲ့ ကိုလူသားဒီကနေ့လာမယ်မဟုတ်လားဟုမေးလျင်မဲစောလေပြန်မပြောပဲမကျမ်းပုံကိုလှမ်းကြည့်ရမကျမ်းပုံလေစာတို့ရမှမော်ကြည့်၍မောင်လူသားမလာဘူးမလာနဲ့တော့လို့ပြောလိုက်ပြီခင်မကြည့်ဖို့အင်ကြီးအစ်တတွေမလိုပါဘူးဘာပြုလို့မလိုရမလဲကိုကလေးအတွက်ဘာလိုလဲဆိုတာကိုမသိပဲနေပါမလားဟုစိတ်မချမ်းသာသည့်အခါဖြစ်၍စိတ်တို့တော့အတန်ဖြင့်ပြန်၍ပြောရ ဝယ်ကြပါတော့ဝယ်ကြပါထွန်းမြက်ဖြင့်လောက်ရလုံးတို့တေလူပြီတေလူအောင်လောက်တာတော့အဝင်နဲ့အထွက်နဲ့မျှတယ်မမျှဘူးမင်းကတော်တို့သိကြရဲ့လားဟုမေးလျင်ခင်းစင်ကြီးဒီသူတစ်ပါးအားထောက်ထားညာတာတဲ့တော့သဘောရှိသည်ဖြစ်၍မိမိတို့အတွက်များစွာဝင်လေးမျိုးကိုဇိုးတော်ကြောင့်အဝတ်တစ်ကိုမဝယ်တော့ပါဟုအောက်မေ့ပြီးလျင်မချမ်းသာသောစိတ်ဖြင့်စဉ်းစားကပေဝေလေးရဲ့နေလေဤမဆောလေးကရုဏာရှိသောမျက်နှာနှင့်ကြည်လေးရဲ့နေလေဤ ငါခိုင်းတဲ့ဟာများကားတောင်ငါ့ကိုတနာကုန်ကြပါပြီလားဟုအောင်းမေး၍အလိုမပြည့်တော်စိတ်နှင့်ထိုင်နေလေ၏ဒီနေ့ဖတ်ပြခဲ့တဲ့အပိုင်းလေးကိုအချိန်ပြည့်ပြီးနာတော်တာရှင်ပြေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာရှင်သူညီကိုမောင်မများအားလုံးစိတ်ချမ်းသာခြင်းကိုယ့်ရဲ့ကျမ်းမာနဲ့ပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ဟန်လင်းမှဆုမွန်ကောင်းတောင်းရင်အပိုင်း၁၁မှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ